နိုဝင်ဘာလ20ရက်ဒီနေ့ကျန်တာပရင်းတွေအတွက် numerology ဂဏန်းပရင်းရကတော့ကန်တရားရဲ့အခွင့်အလမ်းတွေပေါ်ပါလိမ့်မယ်။အိန္ဒိယရွှေပြောင်းမှုစီစဉ်ရတာတို့အလှမင်္ဂလာကိစ္စစီစဉ်ရတာတို့စာချုပ်ချိုးရတာတို့လက်မှတ်ထိုးရတာတို့အောင်မြင်မယ်။ကွဲကွာနေတဲ့သူတွေအဝေးရောက်နေတဲ့သူတွေနဲ့ထူးခြားခြားပြန်ဆုံပါလိမ့်မယ်။ဒီနေ့မှာခုနှစ်သားမီးအားလုံးကံကောင်းမှုလို့အတွက်ကတော့မနေ့ဆော့ဆော့မျက်နှာသစ်တဲ့ကမ္မ အရဟံဂုဏ်တော်ကိုအရဟံအရဟံဘွားထုံမျက်နှာသက်ပါတနေ့တန်းလုံးကံပွင့်လက်ပွင့်ဆန်းပွင့်ပါလိမ့်မယ်ခင်ဗျာထို့အတူဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ကင်းဘေးရှင်းဖို့လို့အတွက်ပညာတက်မြောက်ဖို့လို့အတွက်ကတော့ဆုံးကဖုန်ကြီးကိုတကြားလူပြီးဒီနေ့ပညာသင်ကြားနေတဲ့သူတွေအတွက်အထူးဆုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးတို့ကတော့မဟာဘုဗေဒနိယဇာတာပရိနိဘွားအဓိပတိဘွားသာတာရှင်တွေဖြစ်ကြပါတယ် အဓိပ္ပာယ်ရဲ့သဘောတရားတိုင်းအဓိကကြမဲ့သူတွေဖြစ်ကြပါတယ်။ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရတရားလမ်းညွှန်ရမယ်ဆိုရင်တော့အင်္ဂါဂျိုအကောင့်ကိုရောက်တာဖြစ်တဲ့အတွက်ဆန်စီစာစေးပစ္စည်းလေးမျိုးကိုသီလရှင်ဆရာလေးတွေကိုလှူဒန်းမှာတန်ဃာတော်ရှင်သူမြတ်တွေအများကြီးစွန့်တမ်းမျိုးမှာစွန့်ဟင်းလျာလောင်းလူလိုက်ပါဤကုသိုလ်တွေဟာချက်ချင်းမဟုတ်ချအကျိုးပေးပါလိမ့်မယ်ခင်ဗျာ။ဒီနေ့အကျိုးပေးစုံမကနန်းကတော့၃ကနန်း၊၇ကနန်းဖြစ်ပြီးတော့ငွေကန်း ကောင်းဖို့လို့အတွက်ဆိုရင်တော့ဒီနေ့ပတ်စံရေးထဲကိုအပြာရောင်ဆက်ကူလေးတည်ရဖျက်ပြီးထည့်ပြီးဆောင်ထားလိုက်ပါခင်ဗျာဈေးရောင်းကောင်းမှုလို့တကတော့စိုင်ရှိကိုမျက်နှာတက်တက်မူပြီးတော့ဒီနေ့မှာနွားနို့နဲ့ငယ်တောင်းရင်ဈေးရောင်းကောင်းမှုအတွက်ဆူတောင်းလိုက်ပါခင်ဗျာအမှုခင်းကြုံနေရသူရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမည်ကိုတခွားသီးမှရေးပြီးညနေပိုင်းရေမြှောလိုက်ပါခင်ဗျာကျမ်းမာရေးကိစ္စဈေးဝါကိစ္စတွေအတွက်ဓာတ်စာဖြစ်နေကတော့ဒီလိုနည်းမျိုးမှာ ဓာတ်စာပြင်းနဲ့ငပြောတိမဲ့အနှဲငယ်စပြီးကျမ်းမာဘုရားဆုတောင်းလိုက်ပါအခြေမေတ္တာရဲ့အိမ်တော်ရဲ့ကိစ္စတွေအားလုံးအစဉ်ပြေချောမွေ့ပါလိမ့်မယ်အေးချမ်းတန်ရာဖို့အတွက်ကတော့အေးနှစ်ခွက်မြတ်စွာဘုရားရှင်ကိုတူတန်းလိုက်ပါခင်ဗျာ